တနင်္လာရီတိုင်းတဝဲမြို့နယ်တဝဲရှိတော်ထေတော်ကိုစစ်ကောင်စီတပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံ၃လောင်ကျော်နေရာဆုံးခွာထွက်ပြေးတန်းရှောင်နေရတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။အင်အား200ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာဧပြီလ29ရက်နေ့ကစလို့တဝဲမြို့ကနေတဝဲရှိတော်ထေတာဖြစ်တဲ့တိခိထေတာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တဝဲရှိတော်ထေတာတွေဖြစ်တဲ့တရက်ငုတ်ကျေးရွာတင်ရန်လုံးကျေးရွာ ဝါကုံကျေးရွာအပါဝင်အနီးအနားကျေးရွာတွေကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။တဝဲရှိတော်ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာလို့မတိမ်းရှောင်ရင်ဖမ်းဆီးတပ်ဖြတ်တာနဲ့လူသားတိုင်းခက်ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ပြောကြပါတယ်။စစ်ကောင်စီတဟာဧပြီလ30ရက်နေ့မနက်ပိုင်းမှာတော့ဝါကုံကျေးရွာအနီးရောက်ရှိလာပြီးတော်လန်ရေးတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကထိခင်းနယ်အစပ်ရှိစစ်ကောင်စီရဲ့ထိခါပြူဟာစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကထိခင်းနယ်စပ်နဲ့တောင်သုံးလုံးကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းကနေစက်တိုက်ပုံကျဲတာလက်နက်စီပစ်ခတ်နေတာကြောင့်ဧပြီလ20ရက်နေ့လောက်ကစတင်ပြီးမြစ်တာမြို့ထီခိမြို့နယ်ဒေသတောင်သုံးလုံးကျေးရွာနဲ့ကြောင်မဲတောင်ကျေးရွာကဒေသခံတထောင်ချောဟာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ကော်လိုင်းရုပ်ဖွဲ့ရဲ့အဆိုအရစစ်ကောင်စီတပ်ဟာထီထပြူဟာစခန်းကို ပြန်လည်ရယူဖို့အတွက်ထီခိနယ်ဇက်ကိုအင်အားဖြည့်တင်းမှုတွေလှုံ့ဆော်နေတာဖြစ်တယ်လို့သိရပါဗျ။